ားလုံးပဲမင်္ဂလာပါဘေးတင်ဝေမကျိုးစုပါတယ်ကျွန်တော်မနောပေတယ်ထောင်သွင်းရှိတဲ့ခုနခုနဲ့တနေ့နာသားသမီးများအတွက်ဘာဘူဟောဇရအနေနဲ့ဖော်ပြပေးခြင်းပါတယ်ထောင်သွင်းရှိတဲ့ခုနခုနဲ့တနေ့နာသားသမီးများဟာစိတ်ပိုင်းဆိုင်ရာအနေနဲ့ဒီနေ့တနေ့လုံးစိတ်လှုပ်ရှားစရာဖြစ်ပျက်တွေနဲ့ကြုံရမယ်လှုပ်ခြင်းတဲ့စိတ်တွေအများပြီး တကယ်လက်တွေ့လှုပ်ဖြစ်တာကနဲမယ်ဒီနေ့ထဲမှာစိတ်ညစ်မှုစိတ်ပင်ပန်းမှုတွေမခံနိုင်မှုဖြစ်နေမယ်ဧပြီလနဲ့နိုဝင်ဘာလတွေမှာစိတ်ညစ်စရာ စိတ်ဖိစီးစရာတွေပိုပြီးကြုံရနိုင်ပါတယ်ထောင်သားရှိတဲ့ခုနှစ်ခုနဲ့တနင်္လာသာသမီများအတွက်အလौကိုင်းနေနေကတော့ဒီနေ့ထဲမှာ အလုံနဲ့ပတ်သက်ပြီးအစင်မပြေမှုတွေကြုံရမယ်။ကိုအားလငယ်သားရင်းနဲ့အစင်မပြေဖြစ်မယ်။မိစေတွေနဲ့အလုံမှာပြဿနာတက်မယ်။အလုံနဲ့ပတ်သက်ပြီးအောက်လငယ်သားမိစေတွေကိုသတိထားပြီးဆက်ဆံရမယ်နှစ်တနည်းဖြစ်ပါ။ထောင်တော့၈၈ခုနှစ်။ဒီနေ့လသမများအတွက်ငွေကြေးကန်အနေနဲ့ကတော့ဒီနှစ်တနည်းလုံးပုံမှန်ဝင်ငွေတွက်လို့မရနိုင်ပါဘူး။ဟုတ်ကူလားမတ်လား စတင်ပါလာတွေမှာဝင်ဝင်များများရရှိလာမယ်စုမိဆောင်မိမယ်မေလာဒီသင်ပါလာတွေမှာပုံမှန်ဝင်ငွေရရှိမယ်ဒါပဲမယ်အဲ့ဒီလာတွေမှာသူများဝင်ငွေကြေးအာမခံပေးခြင်းခြေခြင်းမပြုတ်လောက်ပါနဲ့အေးပြီလားလောဝင်ပါလာတွေမှာငွေကြေးခက်ခဲများကြီးကြုံတွေ့ရနိုင်ပါတယ်အချို့အားဖြင့် ဒီနှစ်တနည်းလုံးဝေဝင်တဲ့လားရှိပြီမေအကုန်ကြတယ်လည်းများမဲ့နေဖြစ်ပါတယ်ထောင်တော့ရှိတဲ့ခုနှစ်ခုနှစ်တနည်းလားသာသမီများအတွက်ပညာရေးကံအနေနဲ့ကတော့ဒီနှစ်ထဲမှာပညာရေးကံကောင်းပါတယ်ပညာရေးနဲ့ပတ်သက်ပြီးအတိုက်အခံရံပြဿနာတွေလည်းကြုံရနိုင်ပါတယ်အောက်တော်ပါလားစက်တင်ဘာလားဩဂုတ်လားမတ်လတွေမှာပညာရေးကံကောင်းပါတယ်ဇူလိုင်လား ေဝါရီလဇွန်လတွေမှာတော့ညံ့ပါလေအတော်လေးကြိုးစားမှအောင်မြင်မှာဖြစ်ပါထာဝရရှိတဲ့ခုနှစ်ခုနဲ့တနေ့လာသားသမီးများအတွက်အခြေရေးအိမ်ောင်ရေးကံအနေနဲ့ကတော့ဒီနှစ်တနေ့လုံးအိမ်ောင်ရေးကံခြေရေးကံကောင်းပါတယ်ဒါပေမဲ့တစ်ခါတလေစိတ်ခံမသိလို့အကားများရင်လဲခဏပါပဲချက်ချင်းပြန်တဲ့ပါမယ် မေလာဒီသင်္ဘာလတွေမှာပုံမှန်ထက်ပိုပြီးချေအိမ်တော်ကြီးအဆင်ပြေပါမယ်။တခုသတိထားမှာကဇူလိုင်လဖေဖော်ဝါရီလတွေမှာချစ်သူဟောင်းမှာနောက်ဆက်ချင်းဘဝင်းချင်းကြောင့်စကားများချင်းကြုံတွေ့ရနိုင်ပါတယ်။ထောင်သွင်းရှိတဲ့ခုနှစ်ခုနဲ့တနေ့လာသားသမီးများအတွက်ကျမ်းမာရေးအနေနဲ့ကတော့ဒီနေ့တနေ့လုံးကျမ်းမာရေးမညံ့ပါဘူး။ဒါမှမဟုတ်ယောဂဖျားနာပဲဖြစ်နိုင်ပါတယ်။ ။ငါကိုယောဂအကြောင်းစေယုံရရရင်လဲခွဲစိတ်ရရင်လဲတတ်တာပါမေ။အသက်အန္တရာယ်မရှိနိုင်ပါဘူး။အေဘီလာနဲ့နိုဝင်ဘာလတွေမှာကျမ်းမာရေးကူးဆက်မှာဖြစ်ပါလိမ့်။ထောင်သွင်း89ခုနှစ်နေ့ဒီနေ့လာသားသမီးများအတွက်ရေစရာအနေနဲ့ကတော့ဒီနေ့တနေ့လုံးအရေးကြီးလုပ်ငန်းတွေလုပ်တဲ့အခါမြတ်စွာဘုရားရှင်ကိုတည်တည်မျိုးစုံလူတန်းပြီးဆောင်ရွက်နိုင်ပါလိမ့်။ ားလုံးပဲမိတ်ဆွေများရှင်လဲချက်မိကြပါခင်ဗျာ